င်ကပြန်တွေ့ရရှင်နာတဲ့နှလုံးသားမြင်မြတ်လုံးမှာပြောင်းနေပူလောင်တဲ့အုံးများမြင်မြတ်လုံးမှာလောင်တာတောင်းနေကျွန်တော်ခုနှစ်ရက်ရိုက်ခဲ့ရတယ်ဘာဖြစ်စောပိုင်တက်ကရိုက်ချင်တာအရန်လောဘကြီးတယ်ပြီးတော့ तू ကဟိုဘယ်လိုပြောရမလဲ တယုတ်ဆောင်ဖြစ်တဲ့အတွက်သူကသူ့ရဲ့တယုတ်ဆောင်ကွက်တွေလို့သူပြချင်တာပြချင်တဲ့အတွက်ကြောင့်မို့သူကဇက်ကောင်ခုနှစ်ခုလောက်ကိုသူကရိုက်ပြချင်တာရိုက်ပြချင်တာဖြစ်တဲ့အတွက်အဲ့ဇက်ကောင်ခုနှစ်ခုကွဲသွားဖို့လဲကျွန်တော်မိတ်ကပ်ပညာနဲ့ဖန်တီးပေးရတယ်အဲ့လိုဖန်တီးတဲ့အခါမှာတချို့ရက်တွေပါလိမ့်ထားတဲ့ပြင်ဆင်မှုတွေမိတ်ကပ်လို့တော့ပြောလို့မရဘူးပေါ့နော်မျက်နှာမှာခြေထားတဲ့ဒီဆေးတွေပါတွေရလေနောက်နေ့မှာရေချိုးတဲ့အခါမှာမပြောင်တာတွေရှိတယ်အဲ့တော့နှစ်ရက်လောက်နားလိုက်ရတယ်ပြီးရင်နောက်တစ်ခါထပ်ရိုက်ရတယ်အဲ့လိုမျိုးပေါ့နော်အားလုံးပေါင်းစုစုပေါင်းရိုက်ရိုက်ရက်က9ရက်ဖြစ်သွားတာပေါ့နော် ချစ်ခဲ့ဘူးတဲ့ဖတ်တတ်ခြင်းမျိုးဘလို့လဲမင်းရှင်တဲ့မုံတွေလားဟုတ်ကဲ့ပါပိုင်သက်ကဒီတခြင်းလေးပေါ့နော်သူက MRT4 ရဲ့အဲစာသားမမေ့ကြီးဆိုတဲ့ပြိုင်ပွဲမှာတော့ပြိုင်ကလေးอ่ะသူနဲ့လိုက်တယ်လို့ကျွန်တော်သတိထားမိတယ်ဗောနောပြီးတော့ကျွန်တော်တပည့်တွေဆိုလဲပိုင်သိက်ကိုတွေ့ရင်ခုပိုင်သိက်အဲ့တစ်ချင်းလေးမဆိုသေးဘူးလားအမုန်းမျက်လုံးဆိုတော့လေးဆိုတော့လေးဆိုသူအမြဲတမ်း ကျွန်တော်ဘက်ကဟိုပြောလို့ရှိတယ်ပေါ့နော်အခုသူတခြင်းလေးကိုထွက်ပြီးဆိုတဲ့အခါကျတော့လည်းလာပြတယ်လာပြတော့ဆိုထားတယ်လည်းအရန်ကောင်းတယ်အဲ့တော့ MTV ရိုက်ဖို့အတွက်ကိုလည်းဒါတခြားရိုက်ကူးရေးတွေကိုသူမငှားဘဲနဲ့ကျွန်တော်တို့ကိုလာပြီးတော့အလုပ်အပ်တဲ့အတွက်ဒါအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ဖန်တီးပေးထားပါတယ်ကျွန်တော်ဒါရိုက်တာလုပ်ပြီးတော့ကျွန်တော်စတူဒီယိုကကင်မရာမန်နေရပေါ့နော်အကောင်းဆုံးအာပုံဖော်ပြီးတော့ရိုက်ကူးပေးထားပါတယ်ခင်ဗျာကျွန်တော်9ရက်ရိုက်ခဲ့ရတယ်ဘာဖြစ်လို့ဆိုတော့ပိုင်တက်ကရိုက်ချင်တာအရန်လောပါကြီးတယ်ပြီးတော့ तू ကဟိုဘယ်လိုပြောရမလဲ တရုတ်ဆောင်ဖြစ်တဲ့အတွက်သူကသူ့ရဲ့တရုတ်ဆောင်ကွက်တူလို့သူပြကျင်တာပြကျင်တဲ့အတွက်ကြောင့်မို့သူကဇက်ကောင်ခုနှစ်ခုလောက်ကိုသူကရိုက်ပြကျင်တာရိုက်ပြကျင်တာဖြစ်တဲ့အတွက်အဲ့ဇက်ကောင်ခုနှစ်ခုကွဲသွားဖို့လဲကျွန်တော်မိတ်ကပညာနဲ့ဖန်တီးပေးရတယ်အဲ့လိုဖန်တီးတဲ့အခါမှာတချို့ရက်တွေပါလိမ့်ထားတဲ့ ပြင်ဆင်မှုတွေမိတ်ကပ်လို့တော့ပြောလို့မရဘူးဗောနော်မျက်နှာမှာချဲထားတဲ့ဒီဆေးတွေဘာတွေရလေနောက်နေ့မှာရေချိုးတဲ့ခါမှာမပြောင်တာတွေရှိတယ်အဲ့တော့နှစ်ရက်လောက်နားလိုက်ရတယ်ပြီးရင်နောက်တစ်ခါထိုက်ရိုက်ကြတယ်အဲ့လိုမျိုးဗောနော်အားလုံးပေါင်းစုစုပေါင်းရိုက်ရိုက်ရက်က9ရက်ဖြစ်သွားတာဗောနော်သူဇက်ကောင်9မျိုးသူစူးစမ်းပြီးတော့ဖန်တီးထားတာဖြစ်တဲ့အတွက်လေအဲ့တော့9ရက်လောက်ကျွန်တော်တို့စူးစမ်းပြီးရိုက်ခဲ့တခြားရိုက်ကူးရေးနဲ့ဆိုရင်လည်းဒါသူမွဲသွားလောက်ပြီလေ9ရက်ဆိုတော့ဒါကိုယ့်ရဲ့ဒါတပည့်လည်းဖြစ်တယ်ကိုကိုပိုင်း စတူဒီယိုထဲမှာကိုပိုင်ကင်မရာမန်အနေနဲ့သူရိုက်ရတာဖြစ်တဲ့အတွက်လည်းသူလည်းအကြိုက်လှုပ်ဆောင်လို့ရတာပေါ့နော်ဥပမာမျက်ရည်ဆိုတစ်ဖက်ထဲကြာမယ်ပေါ့အဲတစ်ဖက်ထဲကြာဖို့အတွက်ကိုကျွန်တော်တို့စောင့်ပြီးရိုက်ရတဲ့ဟာမျိုးတွေရှိတယ်ပေါ့အဲလိုမျိုးတွေပေါ့အဲ့တော့ကြောင့်မလို့ခုနှစ်ရက်ကျွန်တော်တို့စူးစမ်းပြီးတော့ပုံဖော်ပြီးရိုက်ကူးပေးထားပါတယ်ကျွန်တော်တို့စတူဒီယိုကြီးရဲ့ဒါရိုက်ကူးရေးအစွမ်းတွေကိုလည်းဒီထဲမှာဒါကျွန်တော်ရဲ့တပည့်တွေရပါတော့အစွမ်းကိုစူးစမ်းပြီးတော့ပြသထားပါတယ်ခင်ဗျာ ကလေဒီတချင်းတွေမထုတ်ခင်နေရကျွန်တော်သတိထားမိတာပေါ့နော်ကျွန်တော်ရဲ့ဒီ step party တွေပါဆိုသူချင်းလာဆိုပေးတယ်ပေါ့နော်အဲ့ခါကြလို့ရှိရင်တချင်းကိုလေဘယ်လိုပြောရမလဲဟိုးတချင်းကနေစပြီးဟိုးအပေါ်တချင်းအထိလေအကုန်သူ့ဆိုနိုင်တယ်ပြီးရင်သူ့ပစက်ကြီးဟားလိုက်တဲ့အတန်ထွက်တယ်ပေါ့နော်ဒါသူ့ရဲ့ဟိုဘယ်လိုပြောရမလဲအဲ ကုသိုလ်တစ်ခုလို့ပြောလို့ရတာပေါ့နော်ပြီးတချင်းနေဆိုတော့သူကချက်ဆရာမလို့တဲ့သူကတချင်းနဲ့ပတ်သက်လာရင်တော့တော်တော်ယူသွတ်တဲ့နေရာမှာပါတယ်ပြီးရင်သူ့ကိုလည်းဒါ public ကဘာပြောလဲဆိုတော့မင်းသားလုံးမှုနေနဲ့အစရောပဲလုံးလိုက်အစရောပဲလုံးလိုက်ဆိုပြီးတော့လည်းအများနဲ့အဲပြောတယ်လည်းကျွန်တော်နားထဲမှာကြားနေရပါတော့အဲ့တော့ရှေ့မှာလည်းသူဘီဘိုင်းနဲ့တချင်းတစ်ပုတ်ထွက်ခဲ့တယ်အဲ့တချင်းမှာလည်းပိဋကတ်ကသူ့ပေါ်မှာမကောင်းတာတစ်ခုမှပြောတာအောင်မကြားရဘဲနဲ့ကောင်းတဲ့နေကြီးပဲပြောတာကိုကျွန်တော်ကြားရတယ်ပေါ့နော်အဲ့အတွက်လည်းအရန်သူ့အတွက်လည်းဟိုဘယ်လိုပြောရမလဲဖြစ်စေချင်ပါတယ်ဒီတချင်းလေးလည်းကိုကိုတိုင်းပုံဖော်ပေးတာဖြစ်တဲ့အတွက် အဲဟိုအများလက်ခံတဲ့ခြင်းလေးတစ်ပုတ်ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ကိုသားကြီးကိုအားပေးတယ်လို့မျိုးပိုင်းသက်ကိုအားပေးနေတယ်ပဲအားပေးပါအောင်လို့ပြောပြရစီခင်ဗျ